စပွဲတဘွားကနေစူးစားပြီးတထေးကြီးဖြစ်လာသူမုံဝန်ထမ်းတွေကိုထိုက်တန်စွာချင်းမြင်ခဲ့တဲ့အွယ်ပိုးရင်တထေးစင်ပူပူပရိသတ်များလုံးမင်္ဂလာပါရှင့်ရွှေမန်လေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အွယ်ပိုးရင်အထေဆိုင်ဆိုတာက အလူတန်းရဲ့ရောစွာလုံရင်းနဲ့နာမည်ကြီးလာတဲ့ထိတ်တန်းအထေဆိုင်တစ်ခုပါ နယ်ပေါ်ရင်အထည်ဆိုင်မှာရန်ကုန်မြို့မှာနာမည်ကြီးအထည်ဆိုင်တစ်ခုဖြစ်ပြီးတော့အခြေခံလူဒန်းစားတွေအတွက်ကြိုက်တာယူ2000နဲ့အပတ်စဉ်တိုင်းမှာရောင်းချပေးနေရဖြစ်ပါတယ်။အထူးသဖြင့်နယ်ပေါ်ရင်တသိကြီးကိုစင်ဘိုဘိုကပရိုက်တာလုပ်ရတာကိုဝါသနာပါတဲ့အတိုင်းလမ်းမှာသွားနေရမရှိစင်းရဲသားတွေနွမ်းပါတဲ့လူတွေ ဈေးတွေကိုလှူဒန်းပေးခဲ့နေရပါ။နယ်ပေါ်ရင်တထင်းကြီးကိုစင်ပူပူကတကယ်ခက်ခဲနေတဲ့သူတွေကိုလိုက်လံလှူဒန်းပေးခဲ့တယ်လို့သူတို့ရဲ့ဆိုင်ဝင်တန်းတွေပေါ်မှာလည်းမမေ့ထားပါဘူး။ဒါကြောင့်လည်းနယ်ပေါ်ရင်တထင်းကြီးကိုစင်ပူပူကဆိုင်ဆောက်ဖွင့်ကလေးကအတူစူးစားပေးခဲ့ကြတဲ့ဝန်ထမ်းတွေကိုတအူးလင်သိန်း30စီကျေးဇူးတော့ပြန်ပေးခဲ့ပါတယ်။ဒါ့အပြင်ကိုစင်ပူပူကနယ်ပေါ်ရင်ဆိုင်ကိုကိုယ့်ရဲ့လုပ်ငန်းလို့သဘောထားပြီးတော့စူးစားပေးခဲ့တဲ့သူ့ရဲ့ဆိုင်မန်နေဂျာကိုလည်းသိန်း90တိတိထိုက်ထိုက်တန်တန်အကုန်ပြုချင်းမြင့်ပေးခဲ့ပါတယ်။နယ်ပေါ်ရင် ်တထေကြီးကိုစင်ဘိုဘိုကနေအနေငယ်တွေမှာအောင်မြင်လာခဲ့တာဟာဝန်ထမ်းတွေရဲ့စူးစမ်းမှုတွေလည်းပါဝင်လာကြောင်းလည်းအခုလိုမျိုးဝန်ထမ်းတွေကိုထိုက်တိုက်တန်တန်အကုန်ပြုချင်းမြင်ပေးခဲ့တာဖြစ်ပါတယ်။လွယ်ပွင့်ရင်အထေဆိုင်ပန်ရှင်ကိုစင်ဘိုဘိုကအောက်ခြေဝန်ထမ်းဘဝကနေထိုက်တန်တထေကြီးတယောက်ဖြစ်လာခဲ့ရပါကိုစင်ဘိုဘိုဟာအရင်ကစပွဲတို့လုပ်ခဲ့ရသူဖြစ်ပြီးတော့အောက်ခြေဝန်ထမ်းတွေရဲ့ဘဝကိုတနာဆောင်နာနိုင်ပါတယ်။ဒါကြောင့်လည်းအခုလိုမျိုးထိုက်တန်စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာချိန်မှာဘဝမမေ့ပဲကိုရဲ့ဝန်ထမ်းတွေအဆင်ပြေစေဖို့အတွက်ဂုံပြုချင်းမြင်နေရဖြစ်ပါတယ်။ ချို့သောလုပ်ငန်းရှင်တွေဆိုရင်အပြင်လောကမှာနာမည်ကြီးအောင်ပေါ်ပင်လို့လူတန်းပြပေမဲ့ကိုယ့်ရဲ့လက်အောက်ဝန်ထမ်းတွေကိုဂုံပြုချင်းမြင့်ပေးဖို့နေနေတသာခေါင်းပုံဖြတ်နေကြပါတယ်။ဒါကြောင့်လည်းတခြားကုမ္ပဏီဝန်ထမ်းတွေဆိုရင်ဝန်ထမ်းတွေတောင်မှအားကျနေကြတာဖြစ်ပါတယ်။အခုလိုမျိုးဝန်ထမ်းတွေကိုဂုံပြုချင်းမြင့်ပေးနေရဲ့နယ်ပိုးရင်အထည်ဆိုင်နဲ့တထေကြီးကိုစင်ပူပူရဲ့လောက်ရက်ကိုတာဓုခေါ်နေကြပါတယ်။နယ်ပိုးရင်အထည်ဆိုင်ဟာဒီလိုမျိုးအလူတန်းရရောတာကြောင့်လည်းလေးနှစ်အတွင်းလမ်းဘေးမှာရောင်းရတဲ့အထည်ဆိုင်လေးကနေဒီလောက်ထိအောင်မြင်လာခဲ့ပါတယ်။ ်နယ်ပေါ်ရင်ထယ်ဆိုင်ကဆိုင်ဆောင်ဖွင့်ကာစားမှာလမ်းမတန်းမှာဆိုင်ခန်းမငားနိုင်တာကြောင့်လမ်းမီးကနေလေးသိန်းတန်းဆိုင်ခန်းလေးမှာဖွင့်ပြီးတော့စူးစားခဲ့ရပါတယ်။အဲ့ဒီကလေးကသူတို့ဆိုင်ဝင်တန်းတွေကကိုပိုင်အလုပ်လို့သဘောထားပြီးတော့စူးစားခဲ့ရကြောင်းတထေးကြီးကိုစင်ဘူဘူကအခုလိုကျေးဇူးတောင်းပြန်ခဲ့ရပါ နယ်ပေါ်ရင်ဆန်ရှင်ကိုစင်ဘဘကဒီလိုစိတ်ကောင်းရှိရကြောင်းလဲအောင်မြင်လာခဲ့သလိုနောက်ထပ်လည်းအောင်မြင်နိုင်မဲ့သူဖြစ်ကြီးကျူးနေကြပါတယ်။နယ်ပေါ်ရင်ကဝန်ထမ်းတွေကလည်းတထည်ကြီးရဲ့အစုချင်းမြင့်ငွေ30ရာကျောင်းဝမ်းတာလုံးလုံးပျော်ရွှင်နေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောနယ်ပေါ်ရင်အထည်ဆိုင်တထည်ကြီးကိုစင်ဘဘရဲ့လောက်ရက်ကိုဘယ်လိုမျိုးမြင်ကြပါသလဲရှင်။အဆုံးနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။